ရတဲ့များလို့မဲမင်္ဂလာပါရှင်ဒီနေ့ရောက်ရှိနေတဲ့နေရာကတော့ Novotel Hotel မှာကျင်းပပြုလုပ်နေတဲ့ Miss Universe မြန်မာ2025ပြိုင်ပွဲကြီးရဲ့ press conference ကိုရောက်ရှိနေရဖြစ်ပါတယ်ဒီနေ့ပွဲခန်းနာမှာတော့မြန်မာနိုင်ငံရဲ့အကြီးအကျယ်ဆုံးအလှမဲ့ရွေးချယ်ပွဲတစ်ခုဖြစ်တယ်ပေါ့နော်ဒီ Miss Universe မြန်မာပြိုင်ပွဲဝင်35ရာလုံးကိုစာနယ်ဇင်းမိတ်ဆက်ပြီးတော့ရှင်းလင်းသွားမှာဖြစ်ပါတယ်ဒီနေ့ရဲ့ပွဲစဉ်မှာဒီအလှမဲ့လေးတွေရဲ့ပုံရိပ်တွေသူတို့ရဲ့ပြုလုပ်သွားမယ့်အစီအစဉ်လေးတွေကိုအားလုံးနဲ့အတူတူဆက်ပြီးတော့ကြည့်ရှုလိုက်အောင်ပါလားရှင်

ကိုစားပြုပြီးတော့ပါဝင်ရှင်ပြိုင်ကြမယ်အလှမယ်35ဦးကိုဆက်လွယ်အပ်နေမဲ့အခမ်းအနားပဲဖြစ်ပါတယ်ရှင်။ ဒီနေ့ကတော့ဒီအမရရဲ့12ကြိမ်မြောက်ကျင်းပပြုလုပ်မဲ့ Miss Universe မြန်မာ2025ကိုအဲစာနယ်ဇင်းမီဒီယာမှာဆက်တဲ့ပွဲလေးဖြစ်ပါတယ်။ဟုတ်တနစ်ထက်တနစ်တော့ဟို idea မတူအောင်ပြီးတော့တင်ဆက်ပုံတွေလည်းမတူအောင်တော့ဟောစူးစမ်းပါတယ်။ဒါပေမဲ့အဲဒီအလားမပြိုင်ပွဲတွေကတော့ဒီသူ့ရဲ့စံချိန်စံညုံပေါ့နော်။အဲပေါင်တွင်းရပဲသွားတာဖြစ်တဲ့အတွက်အများကြီးတော့ကြောင်းလဲလို့မရပါဘူး။ဒါပေမဲ့ဟောတင်ဆက်ပုံတွေအဲဖြော်ပြအစီအစဉ်တွေကတော့ဟော တနှစ်ထက်တနှစ်ပေါ့နော်ပို့ပြီးတော့ကောင်းအောင်ပြီးလို့ရှိရင်လည်းတင်ဆက်မှုတွေလည်းပိုကောင်းအောင်လို့တော့အဖွဲ့သားတွေအားလုံးကြိုးစားနေကြပါတယ်ကောင်းကြပါတယ်ဘသူပဲဖြစ်ဖြစ်ဟိုပြင်ဆင်ပြီးတော့မှလာပြိုင်ကြတာပေါ့နော်တချို့ကျတော့လည်းအရင်ပြိုင်ပြီးသားကလေးတွေကမှထပ်ပြီးတော့ပြိုင်တာလည်းရှိတယ်တချို့ကျတော့လည်းအခုမှစပြီးတော့ပြိုင်ပူးတာလည်းရှိတယ်ဘလိုပဲဖြစ်ဖြစ်ဒါတို့ရဲ့ခွင့်ရေးပေါ့နော်ဒါကိုတကယ်ဖြစ်ချင်လို့လာပြိုင်ကြတာဆိုတဲ့အတွက်ကြိုးစားပါတယ်ဟုတ်တင်းတင်းကလေးတွေကတော့အခုမှစပြီးတော့ဒီ organization ကိုစရောက်တာပေါ့နော်ဆိုတော့တို့တွေကိုတေချာတော့ ြည့်ရသေးပါဘူးဟိုဒါမနေ့ကလောက်မှစတွေ့တာဆိုတော့အဲအဲတကယ်ပြိုင်မယ်လို့စဉ်းစားထားပြီးပြီဆိုရင်တော့လေဟိုအနာနီးမှာတစ်လနှစ်လပဲလောက်တာမဟုတ်ဘဲနဲ့အဲတေချာအချိန်ယူပြီးတော့မှဟို6လတန်းဒီတစ်နှစ်တန်းဒီအချိန်ယူပြီးတော့မှတေချာပြင်ဆင်ပြီးတော့ပေါ့ဒါတော့နဲတော့နဲသေးတာပေါ့တကယ်တော့ဟိုအချိန်များများယူလေပိုကောင်းလေပေါ့နော်အကောင်းဆုံးအနေထားနဲ့လာပြန်ရင်တော့ပိုကောင်းပါတယ်ဟုတ်အလုံးခရိုင်ကိုစားပြုတ်အလှမယ်လေးကိုဖိတ်ခေါ်ပါရစေ ကိုစားပြုဆက်လွယ်လက်ခံရေးဝေးပိုင်းအတွက်ဖလန်းကိုစားပြုအနှောင့်အယှက်လေးကိုဖိတ်ခေါ်ချင်ပါတယ်အခုဆက်လက်ဖိတ်ခေါ်ပေးသွားမယ့်အနှောင့်အယှက်လေးကတော့ပသိင်ကိုစားပြုအနှောင့်အယှက်လေးဖြစ်ပါတယ်ရှင်စနေတက်ကိုရှောက်နှန်းလာပေးဖို့အတွက်ကော့တောင်းကိုစားပြုအလှမယ်လေးကိုဖိတ်ခေါ်ချင်ပါတယ်ရှင်။ မင်္ဂလာပါဟော်လီကတော့ကော့တောင်းကိုစားပြုပါဟော်လီကတော့လေ2006ကပေါ့နော်ဝင်ပြိုင်ဘူးတဲ့ဒါပေမဲ့ Miss လောကနဲ့တော့ဝေးနေပြီပေါ့နော်အခုကတော့ Miss Universe ကိုအသစ်လိုလိုဖြစ်နေတယ်ပေါ့နော်အဲပထမဆုံးလို့ပြောလို့ရရပေါ့ဟုတ်ပါအရင်ကတော့ဒါပထမဆုံးအတွေ့အကြုံမှာဟုတ်ကဲ့ ညီမတွေပေါ့နော်ညီမတွေကတော့ရန်ဝန်းတာတယ်ဒါမမဆိုလဲဒါစုံချင်နေရတော့ကြာပြီပေါ့နော်အခုဒီ brand မှာစုံခွင့်ရတဲ့အတွက်ရန်ဝန်းတာပါတယ်ရန်လာတယ်ကျေးဇူးပါဟုတ် holy နေနေရလဲအဲ့လိုမျိုးပဲပေါ့နော်ညီမတွေဖြစ်တယ်ပြီးတော့ holy ကဒီပွဲမှာပေါ့နော်ဒီ miss 35ယောက်လုံး holy ကပြိုင်ဘက်လို့သဘောမထားထားပါဘူးရှင်အာပြီးတော့ဒီပေါ့နော် miss ကဘယ်လိုပြောမလဲတယောက်ချင်းစီသူ့ဟာနဲ့သူအရန်လှနေကြတော့ဒီနှစ်ကတော့အရန်ပွဲချက်ပါ ဟောလီအနေနဲ့ရတော့ဗောနောစိတ်တဲ့ပိုင်းဆိုင်ရာပြင်ဆင်ထားပါတယ်ပြီးတော့လို့ရှိရင်ဗောနောဒီ Miss Universe ဆိုတာကအဲပွဲကြီးတစ်ခုလည်းဖြစ်တဲ့ International မှာရောလေအဲ့လိုမျိုးဖြစ်တဲ့အတွက်ဗောနောဟောလီအများကြီးစူးစမ်းရတဲ့ knowledge ကို experience အရာရောဗောနောအများကြီးပြင်ဆင်ထားပါတယ်ရှင် အရင်ကတော့ဒါဒီအလမဲကြောက်ဖြစ်ဖို့ဆိုရင် B လေးလုံးရှိရပေါ့နော်အဲ body beauty brain baby ကမှာဆိုလို့ရှိရင်ရန် body beauty ကတော့ဒါ main လေးတိုင်းမှာအလကိုစီရှိရဆိုတော့အဲဒီ brain နဲ့ behavior ကိုတော့ရန်အကောင်းဆုံးခြားပြနိုင်မှုအတွက်လေ့ကျင့်နေပါတယ်ဟုတ်အိမ်မက်လေးတစ်ခုရပါတော့ပြိုင်နဲ့ပြိုင်နဲ့အတွက်ကိုမလို့ကိုအားပေးကြပါအောင်လို့ဒီထက်ပို့ပြီးချစ်ပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင် ရန်ကိုပေါ့နော်ဒီပထမဆုံးအတွေ့အကြုံလေးဖြစ်တယ်ပထမဆုံးပွဲလေးဖြစ်တဲ့အတွက်ရန်ကိုဒီလောက်အားပေးမယ်လို့ရန်မထင်ထားဘူးရှင်မမျောလင့်ထားတဲ့အတိုင်းဟိုမမျောလင့်ထားတဲ့ဘက်ကနေအားပေးမှုတွေလာတဲ့အတွက်ရန်အရန်ပျော်ရတယ်ရန်လည်းဝမ်းသာတယ်အဲ့အတွက်ရန်ဖန်တွေမျက်နှာမြင်အောင်ရန်အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ပါမယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ် ောင်မင်းလေးညောကိုစားပြုတ်ဆက်လွဲပေးအပ်ပေးဖို့အတွက် City Director အတောင်ဖိတ်ခေါ်ပါတယ်ကိုစားပြုအလှမေးလေးကိုဖိတ်ခေါ်တင်ပါတယ်ရှင် ဘယ်တင်တော်များရှင်ဒီနှစ်မှာတော့ထူးခြားစွာနဲ့တင်ဆက်ပေးသွားဖို့အစီအစဉ်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့၁၂ချိန်မြောက်ကျင်းပသွားမယ် Miss Universe Myanmar 2025အတွက်ပေးအပ်ချီးမြှင့်သွားမယ်ကျမတို့ရဲ့တရဖူကိုမိတ်ဆက်ပေးသွားမယ်အစီအစဉ်လေးပဲဖြစ်ပါတယ် Miss Universe Myanmar 2024သက်ဆန် Anderson ကနေပြီးတော့တရဖူလေးကိုတည်ဆောင်ယူလာပေးမှာဖြစ်ပါတယ်ရှင် Miss Universe Myanmar 2025 တရဖူကိုတော့နဝရတရဖူလို့အမည်မှဲ့ပေးထားပြီးတော့မြမလူမျိုးတို့ရဲ့အယူတလေးတစ်ခုဖြစ်တဲ့ကောင်းချင်းအဖျားဖျားတက်ရောက်စေမယ့်နဝရ၉ပါးရဲ့အထိပ္ပယ်တွေကိုပေါ်ဆောင်ထားတာဖြစ်ပါတယ်။ဒါပြင်ကမှနဝရ၉အသွေးကိုဘရောက်ခတ်တွေနဲ့ခြံရံထားဟန်ဖြင့်ပေါ်ကျူးဖန်တီပြုတ်လုထားတာပဲဖြစ်ပါတယ်။ မင်္ဂလာပါရှင်နာမည်လေးကတော့နန်းစံဖောင်းပဲဖြစ်ပါတယ်ယခု Miss Universe 2025မှာ Insane ကိုစားပြုနဲ့ဝင်ရောက်ရှိပြိုင်နေပါရှင်အာအရင်တုန်းကဝင်ခဲ့တယ်ဆိုပေမဲ့လည်းအခု Universe ဆိုတော့တိတ်ပြီးတော့မတူဘူးပေါ့နော်အဲကြောင့်မို့ဒီ Universe မှာလည်းအများကြီးထပ်ပြီးတော့စူးစမ်းရအောင်ပါဘောဟုတ်အာအများကြီးပြင်ဆင်ထားပါတယ် Cover ပိုင်းလည်းအာဘန်ကောက်မှာတော့ trainer ပါဗောနော်ကက်ဝတ်လိုအပ်တယ်ဆိုပြီးတော့ fan တွေကပြောကြတာဗောအဲအဲ့ဒီအတွက်နည်းနည်းတော့ ဟိုပြောင်းလဲသွားပါပြီလို့အများကြီးတော့ထပ်ပြီးစူးစမ်းရအောင်ပါပါလို့ဟာအရန်ပျော်တယ်ကြိမ်ပွဲဝင်35ရောက်လုံးလဲအရန်ဖော်ရွေကြရတယ်အာပျော်ပျော်ရွှင်ရွှင်နဲ့ပဲဟုတ်နန်းတီမစ်ယူနီဘာ့စ်မြန်မာ2025မှာအကောင်ဆုံးဝင်ရောက်ရှင်ပြိုင်တော့မှာဖြစ်တဲ့အတွက်နန်းကိုအာလိုအပ်တာရှိရင်လဲထောက်ပြပေးပါဝေဖန်ပေးပါလို့ပြောချင်ပါတယ်နန်းကိုလည်းအများကြီးအားပေးပေးပါလို့အကောင်ဆုံးစူးစမ်းရပါမယ်ရှင်ဟုတ် ဖြစ်စစ်တင်ပါရယ်အမတ်တရားမှတ်တမ်းတက်ပုံရကူဖို့အတွက်ကျမတို့ရဲ့အလှမယ်လေး35ဦးလုံးကိုစင်ညင်းရဲ့လင်းမှာပြန်လည်နေရယူပေးဖို့ဖိတ်ခေါ်ချင်ပါတယ် ဟုတ်ကဲ့ပါပြည်သက်တွေအခုမြင်တွေ့ခဲ့ရတာတော့ Miss Universe မြန်မာ2025ပြိုင်ပွဲရဲ့ press conference အခမ်းအနားပဲဖြစ်ပါတယ်။ဒီနေ့ရဲ့ capturing moment အစီအစဉ်မှာတင်ဆက်ပေးခဲ့တဲ့ဒီပွဲအခမ်းအနားကိုပြည်သက်တွေလည်းကျေနပ်နှစ်သက်မယ်လို့ထင်ပါတယ်။နောက်ထပ်ဒီမှာလည်းနောက်ထပ်တခြားစိတ်ဝင်စားစရာကောင်းတဲ့ပွဲအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုဖို့အတွက်အားလုံးကိုဖိတ်ခေါ်ကြပါရစေ။ကြည့်ရှုပေးကြတဲ့ပြည်သက်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ။ Miss Universe